မျက်စိဆိုတာသူကအလကားနေတာမဟုတ်ဘူးတခါတရံကြည့်ပါများမျက်စိကညောင်းလာတယ်ဒီတိုင်းနေရင်ကနေတိမ်ကြလာတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားမျက်စိရှိလို့ရှိရင် မျက်စိဒုက္ခနားရှိတော့နားဒုက္ခဟောဒါတွေကဒါကကိုမြင်မြင်တာတဲ့ဒုက္ခလေးကိုပြောတာမမြင်တာတဲ့ဒုက္ခကဘာလို့ဆိုရင်အစင်ထဝရပြောင်းလဲမှုကြီးကဒီမျက်စိမှာရှိနေတယ်ဘာဖြစ်လို့တော့ဆို မျက်စိဟာကိုငယ်ငယ်တုန်းကမွေးဖွားလာတဲ့မျက်စိမဟုတ်တော့ဘူးဘာဖြစ်လို့တော့ဆိုရင်တဖြည်းဖြည်းပြောင်းနေတာမြည်ရည်ကြီးကိုလှမ်းကြည့်လိုက်မြင့်ကိုကြည့်လိုက်လို့ရှိရင်ဟိုးမနစ်ကစီးတဲ့မြည်ရည်ကြီးရှိသေးလားမရှိတော့ဘူးသို့တော်ဒီကနေ့သွားကြည့်မြည်ထဲမှာရေမရှိဘူးလားရှိပါရဲ့ဗျာအေးအဲ့ဒါကိုကြည့်ပြီးလူက ရှိတယ်လို့ထင်နေတာသို့တော်မနေ့ကရေမဟုတ်ဘူးမနစ်ကရေမဟုတ်တော့ဘူး အဲ့ဒီတိုင်းပဲမှတ်ကိုကိုကိုမှန်ကြည့်မှန်နေကြည့်လိုက်လို့ရှင်ဒီကနေ့ယုတ်ကလေးကိုချိန်ထားလက်ဖြင့်ကကြတော့ဒီယုံမဟုတ်တော့ဘူးလို့မှတ်တယ်ဒီယုံမဟုတ်တော့ဘူးဒါကခက်ကျဲကျဲပြောတာဒီတယ်စိတ်စိတ်ပြောလိုက်လို့ရှင်မှန်ကြည့်ပြီးတော့မျက်စိမိတ်လိုက်ပြန်ကြည့်လိုက်အဲ့ဒါကိုကဒီယုံမဟုတ်တော့ချက်ချင်းပြောင်းသွားပြီလို့ပြောတယ်သို့တော့ပြောင်းလဲမှုသည်မထင်ရှားသည့်အတွက်ကြောင့်လူတွေကမသိဘူးတဲ့ ခုနကတသင်းသင်းစီးနေတဲ့ရေတွေရဲ့ပြောင်းလဲမှုကိုလူတွေကမသိတယ်လို့ပဲကိုယ်ရုပ်ကိုယ်ခန္ဓာပြောင်းလဲမှုမသိကြဘူးမပြောင်းလဲပဲနေလို့ရှိရင် လူတွေဟာတဖြည်းဖြည်းအိုးလာတယ်ဆိုတာဖြစ်ပါမလားဖြစ်ပါဘူးခင်ဗျအေးသပင်ဖြူတဲ့ပုံကောလည်းရုပ်တရက်ထဖြူတာလားတဖြည်းဖြည်းလားဖြူလာတာလားဖြည်းဖြည်းပါဘူးခင်ဗျအေးတဖြည်းဖြည်းဖြူတဲ့ဘက်ကိုရိုင်းလာတာဒါတဖြည်းဖြည်းလာနေတာလို့ဒီလိုပဲမှတ် တော့ခန္ဓာကိုယ်ကြီးကအိုတဲ့ဘက်ကိုသွားနေတာဆိုတာနေစဉ်သွားနေတာခုံသွားတာမဟုတ်ဘူးเนาะအကယ်၍မပြောင်းလဲဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေအမေမွေးတို့ကပုံတရံကလေးပဲနေမှာပေါ့အခုအဲ့ဒီလုံမမနေတာပဲအဲ့ဒါကြောင့်မလို့ဒီယောဂဝေဒနာဆိုတာရုပ်ရှိနေလို့ရှင်ယောဂဝေဒနာကာယကယောဂဆိုတာရှိနေတယ်ရှိနေလို့မြတ်စွာဘုရားက လောကမှာတဲ့ကာယိကယောဂါကိုကုစားလို့မရဘူးတဲ့ကာယိကဝေဒနာကင်းတဲ့ပုဂ္ဂိုလ်ဆိုတာတရားမှမရှိဘူးတဲ့ဒီလိုပြောတာဒီခန္ဓာကိုယ်ကြီးရှိနေရဲ့တန်းနဲ့ကျမ်းမာပါတယ်လို့ပြောတဲ့ပုဂ္ဂိုလ်ဟာမသိလိမ်မသိမလိမ်ပါလို့ပြောတာကိုယ်ချောင်းကိုမသိလို့ပြောတာလို့ဒီလိုပြောတာကိုယ်ကိုမသိလို့ပြောတာတဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကယုတ်ခန္ဓာကိုယ်ကြီးမကျမ်းမာတာ ဆိုတာသဘာဝပဲတဲ့အသာထားလိုက်ခန္ဓာကိုယ်မကြမ်းမာတာနဲ့ငရဲမကြဘူးနောက်ယောဂတစ်မျိုးဖြစ်တဲ့စေတသိကယောဂကြောက်အောင်ကုစားရမယ်အဲ့ဒီစေတသိကယောဂတွေကိုကြောက်အောင်ကုစားပေးဖို့အကောင်းဆုံးဆေးကတော့ဟောဒီဘုဇင်ခုနှစ်ပါးပါပဲလို့သူပြောတာခန္ဓာကိုယ်ကြီးကြမ်းမာတယ်ဆိုတာတခဏပဲကြမ်းမာတာစိတ်ကြမ်းမာသွားရင်ထာဝရကြမ်းမာတယ် ဒါမှမဟုတ်စေတသိက်ကရောဂကင်းတဲ့ပုဂ္ဂိုလ်ဆိုတာယ ahanan ဖြစ်မှကင်းတာတဲ့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုစေတသိက်ကယောဂကင်းတယ်လို့ဆိုဘူးတဲ့။ဘာဖြစ်လို့တုံးဆိုစိတ်ထဲမှာဖြစ်တဲ့ယောဂဆိုတာတခြားဟာပြောတာမဟုတ်ဘူး။ဒါပေမဲ့လူတွေကတော့နာမည်တွေကတက်ပြီးတဲ့အခါကျတော့စိတ်ယောဂါတို့စိတ်ဒဇယောဂါတဲ့တို့ဘာလို့သူများသွားခေါ်နေတာနော်။ကိုကိုကိုတော့အဲ့ဒီထဲမှာစရင်မသွဲဘူးလေ။သူများကဒါပဲသွားပြီးတော့ ခေါ်ကြတယ်သို့တော့ရသော်ဘုရားကယောဂလို့ဒီနေရာပြောတာဟာလောဘကလည်းစိတ်ယောဂပဲဒေါသကလည်းစိတ်ယောဂဒေါသစိတ်ယောဂဆိုတာဘယ်လောက်ထင်ရှားတော့ကြည့်လေစိတ်ဆိုးတဲ့လူဟာစိတ်ဆိုးတဲ့လူတယောက်ဟာကြည့်မပြောသင့်တဲ့စကားတွေလည်းပြောတာပဲမလုပ်သင့်တာတွေလုပ်တယ်အရာထဲမှာဆိုလို့ရှိရင်အဆက်တကွဲအကျိုးနဲ့တချို့များဆိုရင်ဟုတ်ကလား ဆဲကြဆိုကြခုံညပေါက်ကြနဲ့တခါတည်းကိုရုပ်ပြည့်စင်မြတ်တွေဖြစ်မကုန်ဘူးလားတကယ်ကိုဒေါသဖြစ်လာလို့ရှိရင်တကယ်ကိုအယူဖြစ်သွားတာပဲဟောအဲ့ဒါယောဂါပဲပေါ့မောဟဖြစ်ရင်လည်းပဲယောဂါပဲအိတ်တာဖြစ်မစ္စရိယဖြစ်ကိလေသာတွေဖြစ်တာတွေယောဂါအဲ့ဒီယောဂါတွေကိုကုစားဖို့အကောင်းဆုံးကတော့ဟောဒီဘုဇင်ခုနှစ်ပါးပါပဲတဲ့ အဲ့ဒီမှာမြတ်စွာဒီဒီကထာမှာဩတတေသဣမံမန္တံတဲ့မန္တဆိုတာဒီအစွမ်းထက်တဲ့မန္တရားပေါ့အစွမ်းထက်တဲ့မန္တမန္တရားကလည်းပဲသူကမှန်မှန်ကန်ကန်နဲ့ဒီမန္တရားကိုအသုံးပြုပြီးဆိုလို့ရှိရင်ယောဂါကိုပဲဖြောက်ပေးနိုင်တာပဲသူကလည်း အစွမ်းထက်တဲ့မန္တရားကိုအသုံးပြုပြီးတော့ယောဂပယ်ဖြောက်ပေးနိုင်တယ်။အဲဒါကြောင့်မလို့တကယ်ယောဂကိုပယ်ဖြောက်ပေးနိုင်တဲ့မန္တရားအစစ်ဆိုတာဟောဒီဘုဇင်ပဲတဲ့။ဒီလိုဆိုလို့တာဒါကြောင့်မို့ဒီဘုဇင်တုတ်ကြီးကိုရွတ်ဖတ်ကြပါစို့တဲ့ဒါပြောတာနော်။ဒီကာထာလေးကအဲ့ဒီအထိပ္ပယ်ကိုဆောင်းတယ်။အဲ့တော့ဘုဇင်ခုနှစ်ပါးဆိုတာဘာရောဆိုတာနောက်ကနေတခါဆက်ပြောတယ်။ ဘုဇင်ကောတတိသင်္ခါတောဓမ္မနံဝိစေယောတထာဝိရိယံပိတိပတ္တိဘုဇင်ကသတထာပရိတမရုပိခဘုဇင်ကတတ္တိတိသဗ္ဗဓတိနာမြတ်စွာဘုရားကဟောတာသဗ္ဗဓတိဆိုတာအရာခတ်သိန်းကိုမြင်တဲ့မြတ်စွာဘုရားတန်ဝတ္တန်တိအဘိညာယနိဗ္ဗာန်သဗ္ဗဓိယဒီဘုဇင်ခုနှစ်ပါး တတိတဲ့ဓမ္မဝိစယဝီရိယပီတိပတ္တတိတမာတိဥပိ္ပခာဟောဘုဇင်ခုနှစ်ပါဒါပြောเนาะအဲဒီလိုစာလို့ရွတ်နေတဲ့အခါကျတော့ထိုးတဏ္ဍမှာမရှိဘူးလို့ဒီလိုမအောင်မိတ်လေးနဲ့အရောမြတ်စွာဘုရားကဟောထားတာတတိကြည့်လူတိုင်းလူတိုင်းနဲ့ပြောတာဟေးတတိထားတတိထားနော် တတိရှိရမယ်နဲ့ပြောကြအကုသနာမှာရှိတဲ့တတိလေးဟာဘယ်နေရာမှာသွားရှိနေတာတုံးဆိုတော့သူကနေရာတကာမှာတတိကသွားပြီးတော့မဟုတ်တဲ့နေရာမှာသွားတတိရနေလို့ရှိရင်ဒီတတိကတော့ကောင်းတဲ့တတိမဟုတ်ဘူးပေါ့ဟောအခုဘုဇင်ကုန်တပါးထဲမှာပါတဲ့တတိကြတော့တရားနဲ့ပတ်သက်တဲ့တတိကိုဆွလို့တယ်ပေါ့နော်ဘာကိုတတိရရမယ်တတိလဲတရားနဲ့ပတ်သက်တာကိုတတိရဖို့နော် ဒါဖြင့်အိမ်ကိုတတိယရာတို့ပစ္စည်းတွေတတိယရာဟောဝါဒီဟာတတိယရာသတတိယရာသမိတတိယရာအဲ့ဒါတွေတော့တတိမဟုတ်ဘူးလားလို့ဆိုသူကြတော့ဘာနဲ့လာနေတော့တတိယတယ်ဆိုကြတဲ့ကလွမ်းနေဆွေးတယ်ဆိုတာပါမလားဘူးလားနောက်ကအေးအကုသိုလ်တွေနဲ့ရောထွေးလာတာလေအဲ့ဒါကြောင့်မို့လို့တတိဆိုတာကအိမ်တမအရေးကြီးတယ်မြတ်စွာဘုရားကဒီတတိဟာဘယ်ပေါ်မှာပွားရမလဲဆိုရင်ကိုယ်ခန္ဓာ ကာယကိုယ်ခန္ဓာမှာပွားရကဲဘုန်းကြီးတို့တွေဘလောက်တတိလက်လွတ်ဖြစ်နေတယ်ဆိုတာစဉ်းစားကြည့်လူတွေဟာ24နှစ်အရွယ်အသက်ရှူနေပါလေရဲ့သားနဲ့ငါနှကောင်းကအသက်ရှူနေတယ်လို့မသိကြဟုတ်ကဲ့လားကမ္မထန်ထိုင်မှပဲဒါလေးကမလေးထွက်လေဝင်လေလေးမှတ်ရတယ်ဆိုလို့မှတ်နေတာအဲ့ဒါတောင်မှအချိန်ပေါင်း100လောက်ဟိုပြေးဒီပြေးဖြစ်နေအဲ့တော့လူတွေဘလောက်တတိလက်လွတ်ဖြစ်နေကြလဲ ကိုယ်တဏ္ဍမှာဘာတွေဖြစ်နေတယ်ဆိုတာကိုမသိဘူးထိုင်တော့ထိုင်နေတယ်ကိုယ်တဏ္ဍမှာဖြစ်နေတာကိုယ်နာမှာမရှိဘူးတခြားရောက်နေတဲ့စိတ်တော့ဟောဒါကြောင့်မလို့မြတ်စွာဘုရားကကာယ ानु ပတနာတတိပဌာနာကာယပေါ်မှာတတိထားတဲ့နောက်တစ်ခါကိုယ့်ရဲ့ခံစားချက်ပြောရင်ပြောတယ်မပြောရင်မပြောဘူးစိတ်ချမ်းသာရင်စိတ်ချမ်းသာတယ်စိတ်မချမ်းသာရင်စိတ်မချမ်းသာဘူးဆိုတော့ကိုယ့်ရဲ့ခံစားချက် အဲ့ဒီခံစားချက်တွေပေါ်မှာလည်းပဲတတိဆိုတာရှိရတယ်။ဘုန်းကြီးတို့တွေကအဲ့ဒီပေါ်မှာတတိကမရှိဘူးပြောရင်ပြောစရာအာယုံပေါ်ရောက်နေစိတ်ကစိတ်ညစ်ရင်လည်းစိတ်ညစ်စရာအာယုံပေါ်ပဲရောက်နေတယ်ခံစားချက်ကိုမသိလိုက်ဘူးဟုတ်ကဲ့လားနောက်ကိုယ့်ရဲ့စိတ်အခြေအနေရောသိလာလဲဆိုမသိဘူးကိုယ့်ရဲ့စိတ်အခြေအနေလည်းကိုယ်မသိဘူးလူတွေနောက်တစ်ခါဉာဏ်နဲ့သဘာဝတရားတွေရောသိလာဆိုမသိဘူး ဒါကြောင့်မို့လို့တတိကိုလေ့ကျင့်မွေးမြူပေးဖို့ဆိုပြီးတော့မြတ်စွာဘုရားကကာယဝေဒနာစိတ်တဓမ္မလို့ဆိုပြီးတော့ဒီအာယုံ၄မျိုးကိုမာသတိပ္ပံတုံးမှာဟောထားတာလေကာယဝေဒနာစိတ်တဓမ္မဆိုတာတခြားသွားရှာဆရာလည်းမလိုဘူးကုသဏံမှာရှိတာလေကုသဏံမှာမှာရှိတဲ့ပုံမှာတတိကိုလေ့ကျင့်မွေးမြူပြီးတော့ပေးတယ်အဲ့ဒါကိုတတိတံဘုဆင်လို့ခေါ်တာပဲ ကဲကောင်းပြီဓမ္မဝိဇ္ဇာဆိုတာသဘာဝတရားကိုစူးစမ်းဆင်ခြင်တဲ့ပညာလေးပဲအဲ့ဒီအသိပညာကလည်းပဲအဗ္ဗဓမ္မအရေးကြီးတယ်တဲ့အေးတတိထားလိုက်တာနဲ့တပြိုင်နက်တရားဓမ္မကိုဆင်ခြင်စဉ်းစားတတ်တယ်လေ့လာတတ်တယ်စူးစမ်းတယ်ဆိုတဲ့ဟာလေးပေါ်လာတယ်အဲ့ဒါကိုဓမ္မဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒါလို့စူးစမ်းတယ်လို့ဆိုတဲ့အခါမှာကြိုးပမ်းအားထုတ်မှုလေးရလာအဲ့ဒါကဝီရိယ ကျိုးပန်းအထုတ်တဲ့အခါမှာစိတ်ကလေးကကြည်နူးလာတယ်ထူးခြားတာလေးတွေတွေ့လာတော့စိတ်ထဲကပီတိဖြစ်လာဒါကိုပီတိတမောစံလို့ခေါ်တယ်ပီတိဖြစ်လာတဲ့အခါကျတော့ကိုရောစိတ်ရောငြိမ်းချမ်းလာတယ်ဒါကိုပတ္တတိတ်တို့ခေါ်တယ်ကိုစိတ်ငြိမ်းချမ်းလို့ချမ်းသာဒုက္ခရလာတာနဲ့တပြိုင်နက်စိတ်ကလေးကလည်းငြိမ်းလာတယ်အဲ့ဒါကိုတမာတိတို့ခေါ်တယ်အဲ့ဒီစိတ်ကလေးငြိမ်းလာပြီဆိုလို့ရှိရင်သဘာဝတရားတွေဟာ ဆိုင်ရဆိုင်ရသူကိစ္စတွေကိုဟန်ချက်ညီညီနဲ့သူတို့ကဆောင်ရွက်သွားကြတယ်တဲ့အစွန်းမထွက်ကြဘူးဘယ်ဟာကမှပူတယ်မရှိဘဲနဲ့ဟန်ချက်ညီညီဖြစ်နေဟောအဲ့ဒါကိုဥပိ္ပခါလို့ခေါ်တာပဲအလုံးပေါင်းလိုက်တဲ့အခါကျတော့အဲ့ဒီဘုဇဉ်9ပါးဟာ